ီးခဲ့တဲ့ပိုင်းမှာတော့မဲလာစကူလာရဲ့ထိန်ချုပ်မှုကြောင့်အညိုကြီးရဲ့ဝိညာဉ်တွေလမ်းမှာဒီယာနယ်ကထိန်ချုပ်ခံလိုက်ရပြီးဟဲဘရန်ကသူ့အပြစ်တွေအတွက်ပေးဆပ်သွားခဲ့ပါတယ်။အဲလီစ်ဘက်ကလည်းဒီယာနယ်ကိုယ်တွေကဝိညာဉ်တွေကိုနှင်ထုတ်ပေးခဲ့ပြီးတော့တိုက်ပွဲနေရာကိုရောက်လာပါတယ်။ငါဘာမှမလုပ်ရင်တောင်မှသူမိထားတဲ့ကျိန်စာက၃ရက်နေရင်သူ့ကိုတပစ်မှာပဲ။သူ့ကိုငါလက်နဲ့ကိုယ်တိုင်တတ်လိုက်ရရင်ကောင်းတဲ့ကြံမဲဆိုကမဲလာစကူလာကမယ်လီယိုဒက်စ်ကိုဒေါ်သာထွားအောင်စွာနေခဲ့ပါတယ်။အဲလီစ်ဘက်ကတော့တန်ရာရနေတဲ့သူတွေအားလုံးကိုကူတာပေးလိုက်ပြီးမာလင်အခုမယ်လီယိုဒက်စ်ဘက်မှာရှိနေလဲဆိုတာကိုပြောပြပါအောင်လို့ ို့မေးလိုက်တဲ့အခါမာလင်ကတော့နှုတ်ဆက်နေခဲ့ပါတယ်။မာလင်ငါတကယ်နဲ့ကိုမမမိခဲ့တာပါ။နေအရန်ကိုလာပါတဲ့မိမတယောက်ဖြစ်လာခဲ့ပြီပဲ။တိတ်မာတော့ငါလိုမျိုးငါကိုမမကြီးလိုထက်ကောက်အောင်မလာလို့အဲလစ်ဘက်ကမေးလိုက်ပါတယ်။ငါကိုနေရဲ့မာရင်တယောက်လိုချစ်ခဲ့တယ်လေ။ဟုတ်တယ်မလားလို့မေးလိုက်တော့ဘယ်အချိန်ကကြောင်ကိုပြောနေတာလဲလို့မာလင်ကပြန်မေးနေပါတယ်။ဆန်းနှစ်နဲ့ဆက်သုံးတဲ့တမီတုံးကပြစ်မဲ့တင်တယ်လို့ပြောနေတော့လူတိုင်းကအံ့ဩနေကြကြကအက်စကာနိုကတော့အဲ့ဒီကြောင်ကိုသေးစိတ်ပြောပြပါအောင်လို့တောင်းဆိုနေခဲ့တယ်။အဲ့ဒီရဲ့အချိန်မှာပဲမဲလာစကူရာကရောက်လာပြီးတော့နင်တို့ စကားပြောနေတာကိုနောက်ရက်ပေးမိတာစိတ်မရှိပါနဲ့မယ်လီယိုဒက်စ်ရဲ့နှလုံးသားကိုခိုးယူပြီးငါတို့ကိုတစ္ဆာပေါင်းလဲစားခဲ့တဲ့အပြင်မိစ္ဆာအဖွဲကိုပွဲသိမ်းအောင်လုပ်ခဲ့တဲ့တောင်းနှက်ဖျားမအဲလီစဘတ်ငါတို့ကိုအာခံခဲ့တဲ့အရာအဆိုင်ဒုစရိုက်ခုနှစ်ပါခနာဒါတရှင်အောင်ငါလုပ်ပေးခဲ့တဲ့မသိမရှင်းခြင်းနဲ့ဖြစ်နေတဲ့နှစ်တငယ်မှလေးနင်ကသူတို့နဲ့အတူတူရှိနေတာပေါ်လို့ပြောလိုက်ပါတယ်ငါဆိုတဲ့ယုံကြည်ခြင်းမဲ့ရာစကူလာကနင်တို့ကိုနှစိုးပရင်အတွက်ပြစ်ပေးမယ်ဆိုကတူမကိုတူမမွေတကောင်တွင်ကိုပြောင်းလိုက်ပါတယ်ငါပုံစံကမလာပါတဲ့အတွက်ဒီပုံစံကိုငါတကယ်မပြောင်းချင်ဘူးလို့ပြောတဲ့အခါ အခုပုံစံကစောနဂါထက်အများကြီးပိုလာတာပဲလို့ဘန်ကပြောလိုက်ပါတယ်သူနှလုံးသား6ခုစုံရှုံရတာနဲ့မေးရိုးလဲသွားတာကဘန်ချောင်းလို့ပြောပြီးတော့အစာရင်ထဲနှင်းကိုထည့်ထားပြီးပြစ်ပေးမယ်လို့ဆိုကဘန်ကိုအရင်စားတိုက်ခိုက်လိုက်ပါတယ်နင်းရဲ့တပဝါလုံးအစာချေရည်တွေနဲ့ချေပြတာကိုခံရလိုက်ပြန်ကောင်းသွားလိုက်ဖြစ်နေစေရမယ်မတိမျိုးဖြစ်တဲ့အတွက်နောင်နာကောင်းကောင်းရစီရမယ်လို့လည်းပြောလိုက်ပါတယ်အဲလင်းကဘန်ကိုကယ်ဖို့အတွက်တိုက်ခိုက်ဖို့ပြေးဝင်လာခဲ့တာကြောင့်မလာခဲ့ဖို့ပြောနေပေမဲ့ဒီတစ်ခါမှမတိုက်ခိုက်ရရင်ဘယ်တော့မှတိုက်ရမှာလဲငါလဲနင်းကိုကာဝယ်ပေးခြင်းတယ်လို့ဆိုကကော ောင်းမာနေခဲ့ပါတယ်။သူချစ်တဲ့ယောက်ျားပေါ်မှာထားတဲ့ချစ်တွေကြောင့်သူ့ရဲ့စွမ်းတွေကလည်းမြင့်တက်လာခဲ့ပြီးမွေပါဇက်တဲကနေဘန်းကိုကယ်တင်သွားခဲ့ကအတောင်ပံတွေကလည်းထွက်လာခဲ့ပါတယ်။ပြောရရင်ဒီတောင်ပံတွေကကင်းထတောင်မှာကြီးနေပါသေးတယ်။ဖန်းချုပ်ကန်ထားရတဲ့မယ်လီယိုဒက်စ်ကလည်းရှီတဲ့မြစွမ်းအားတွေကုန်တုံးပြီးတော့ထွက်လာခဲ့ပြီးဖြစ်ပါတယ်။ပညတ်တော်ဆယ်ပါးတဲကဘသူကမှသူ့ရဲ့မောင်တို့ဘိုးရင်ကိုမချိုးဖောက်နိုင်တာကြောင့်မယ်လာစကူလာလည်းတော်တော်ကိုတုံလုံးနေခဲ့ပါတယ်။မိစားဘရင်ရဲ့စွမ်းအားတွေကိုတုံပြူနိုင်တဲ့ဇေဒရစ်တောင်မှာမဖြည့်ဆည်းနိုင်တယ်လို့များများပြားလာတဲ့မိစားစွမ်းအားတွေကိုခန်းစားမိနေပြီးဖြစ်တာကြောင့် င့်အက်စကာနောကလည်းသူ့ရဲ့ပစိန်ရီတာကိုလမ်းခေါ်လိုက်ပါတယ်။အခုချိန်မှာမယ်လီယိုဒက်စ်ကအစွမ်းရည်ရန်ကြီးနေလို့နင်းထင်းရောက်နိုင်မှာမဟုတ်ဘူးလို့မာလင်ကလန်တတီပေးပေမဲ့သူကကလေးထင်းတဲ့နေရာမှာတော်ပါတယ်ဆိုပြီးတော့ပြန်ပြောနေပါတယ်။မယ်လီယိုဒက်စ်ရဲ့ပုံစံဟာအခုချိန်မှာစိတ်လွတ်သွားတယ်ဆိုတာထက်ပိုဆိုးတဲ့ပုံပဲလို့မာလင်ကပြောနေခဲ့ကငါတို့တော့စမုံတုံးပြီးနင်းတို့ရောငါပါစမုံတုံးပြီးလို့မယ်လာစကူလာကရည်ရွနေပါတယ်။အဲဒီမှာရှိနေတဲ့မယ်လီယိုဒက်စ်ကငါတို့ဖိဖိတုံအောင်ကြောက်ခဲ့ရတဲ့ပညတ်တော်ဆယ်ပါးကိုဦးဆောင်ခဲ့တဲ့ကောင်ကြီးနေဖြစ်တဲ့တက်ပြက်ချင်းချင်းတွေကိုဝင်စားနေတာဟာလို့လည်းပြော ောနေပါတယ်အက်စကာနိုကသူတို့နှစ်ယောက်ကိုဘာဗက်ကျူနဲ့တည့်ပေးဖို့အတွက်ပြောလိုက်တဲ့အခါမဲလာစကူလာရဲ့မော်စွမ်းကိုချိုးပြတ်ဖို့သူရဲ့မိစ္ဆာစွမ်းကိုဇုံဇုံတီလွတ်လိုက်ရတဲ့ခြေနေဖြစ်လို့အဲ့ဒါရဲ့ကြိုးစားကိုခံနေရတာပဲသူရဲ့စိတ်ခံစားချက်တွေကလက်တလုံးမှာဘာမှမရှိတော့ဘူးအဲ့ဒီလောက်ထိမစွန်စားတင်ဘူးလို့မာလင်ကပြောလိုက်ပါတယ်အခွင့်အရေးရထားတဲ့မဲလာစကူလာကတော့တောက်ဆရာကောင်းတဲ့အက်စကာနိုနဲ့မဲလီယိုရက်စ်တို့ဒါမရှိတော့ဘူးဆိုရင်နေတို့တွေကငါတို့အစားတတာပဲဆိုပြီးတိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့ပါတယ်ဘန်ကကြံရှိနေတဲ့နှလုံးကိုပြစီပြီးတော့မင်းကိုတက်ပြစ်မယ်ဆိုကဖောက်ဆန် န်းကိုတုံးလိုက်ပြီးမဲ့နှလုံးကိုဆွဲတော့မရဖြစ်နေပါရဲ့ဒီခန္ဓာကိုယ်မှာဆိုသူမကခြိုက်တယ်လို့နှလုံးကိုရွှေ့ပြောင်းလို့ရတယ်လို့ပြောလိုက်ကာအစိတ်တွေကိုမုတ်တုပ်ပြစ်လိုက်ပါရဲ့သူမရဲ့အစိတ်ကအဲလီစဘတ်ကိုတော့မထိခိုက်စေတာကြောင့်ဘန်းကိုစိတ်ပြေပေးလိုက်ပါရဲ့တဖက်မှာအက်စကာနိုနဲ့အသီးစိတ်တွေမရှိတော့တဲ့မယ်လီယိုဒက်စ်ကတိုက်ခိုက်နေကြပြီဖြစ်ပါရဲ့မဲလာစကူလာကိုတော့ဒီယာနယ်နဲ့ကင်တို့နှစ်ယောက်ကသူတို့လေ့ကျင့်ခဲ့တဲ့လေ့ကျင့်ရေးအတိုင်းအနိုင်ယူပြစ်လိုက်ပြီဖြစ်ပါရဲ့သူမနိုင်တော်မှန်းတီတာမှုထွက်ပြေးဖို့လုပ်တဲ့အခါအဲလင်ကသူမတရားမယ်ဆိုရင်တော့မှတိုက်ခိုက်တော့မှာပဲဖြစ်ပါရဲ့ ်ဆယ်ဆက်ကန်းလောက်မလုံနိုင်တော့အောင်လို့ကိုသာကသူ့အစွမ်းဘရိတ်ကောနဲ့ထိန်းထားပေးလိုက်ပြီးမာလင်တောင်းဆိုပါတယ်လို့အယ်လင်းကပြောလိုက်ကဘန်ကတော့မလုံစေချင်ခဲ့ပါဘူးအယ်လင်းကတော့နင်းကုန်ကကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာပါတယ်လို့သာပြောလိုက်ပါတယ်အဲလီစ်ဘက်ကလည်းမဲလာစကူလာရဲ့မိစ္ဆာငွေတက်တွေအားလုံးကိုပါနှင်ပြလိုက်ပြီးဖြစ်ပြီးအဲဒီနောက်တော့မွေးကောင်းပေါက်လေးဖြစ်သွားတဲ့မဲလာစကူလာကိုမာလင်ကဖန်ပလင်းတဲကိုထည့်သိမ်းလိုက်ပါတယ်မဲလာစကူလာကမိစ္ဆာနယ်ပယ်ရဲ့ပြင်းထန်တဲ့ငွေတက်တွေကြားမှာကြီးပြင်းခဲ့ရပြီးတော့သူ့အစွမ်းကိုရတဲ့အချိန်မှာသူဟာအသက်300ရှိတဲ့စိတ်ပြင်းတဲ့မွေးကောင် င်ဖြစ်နေခဲ့တာလေအဲ့ဒီအကြောင်းကိုမယ်လီယိုရက်ကငါ့ကိုပြောပြခဲ့ဘူးတယ်လို့အဲလစ်ဘတ်ကပြောလိုက်ပါတယ်ခွဲခွာကြရတော့မယ်ချစ်တူနှုတ်ဦးကတော့တင်းကြစွာဖတ်ထားကြရင်ငိုကြွေးနေခဲ့ကြပါတယ်ရပမာမယ်လီယိုဒက်စ်နဲ့အက်စကာနိုတို့ကအပြင်းထန်တိုက်ခိုက်နေကြပြီးအက်စကာနိုတယောက်ဒါနဲ့ဒုကန်လိုက်ရပြီးဖြစ်ပါတယ်